မင်္ဂလာပါဆုမပြန်ပါပြီ let's go ဒီနေ့ပွဲချုပ်တန်းတက်ချက်လေးကတော့ Europa League မှာကံမဲ့ Isaac A Commander စပါးပွဲစဉ်တွေဖြစ်တယ်အရင်တစ်ခေါက်ကစပါးအင်ဝဲမှာတွေ့ခဲ့ဘူးပြီးစပါးက1-0နဲ့အနိုင်ရခဲ့တယ် အဲ့ဒီရောက body ဈေးကတစ်လုံး90အရုံဘိုးပေါင်းဈေးကသုံးလုံး90အရုံဆိုပြီးဖွင့်လိုက်ခဲ့တယ်။အခုတစ်ခေါက်မှာအကမအင်ငွေးမှာတော့စပားက95ပြအရုံဘိုးပေါင်းကသုံးလုံးသိရင်ဆိုပြီးတော့တစ်ဆင့်လျှောက်ဖွင့်လိုက်တာကိုတွေ့တယ်။တကယ်ဆိုအင်ငွေးမှာတစ်လုံး90အရုံပေးပြီးမအောင်ခဲလို့အခုအဝေးကွေးမှာအောင်နိုင်တယ်ဆိုတစ်လုံး90အနိုင်ရှိပေးလို့ရပါတယ်။ဒါပေမဲ့ဒီမှာပြောစရာရှိတာကတော့သုံးလုံးသိရင်ဆိုတော့ဘိုးပေါင်းဈေးပဲဒီနှစ်သိရဲ့ဈေးရိုက်လက္ခဏာအရာဖွင့်စော့တက်တာနဲ့အညီဘလိုနေဒီဘိုးပေါင်းဈေးကသုံးလုံးအထက်မှာရှိနေရပါမယ်။ အရင်တစ်ခေါက်မှမအောင်ခဲ့တဲ့ဘိုးပေါင်းစည်းကိုအောင်ခြင်းရင်ဒီမှာပြန်ပေးလို့ရပါရဲ့နဲ့ပြား90ဝင်းနေရှော့ချလိုက်တာမို့ဒီတစ်ခေါက်မှလည်းအောင်နိုင်ဖို့ဆိုတာမရှိပါဘူးဒါကြောင့်ဒီပွဲစဉ်မှာဘော်ဒီထက်ဆိုင်ရင်နှစ်ဖက်သွင်းကို၄ဖို့ထိမရောက်နိုင်လို့ကိုအနေငယ်တွင်းနိုင်မယ်လို့ပဲထင်တယ်။ဒါကြောင့်ဒီနေ့ကတော့တင်လာတဲ့သုံးသက်ချက်ကစပါးကူဝါကိုပို့ကြိုက်ပါရစေ။ဒီစားများအရှုံးနေရအနိုင်ရကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။